နမ်တူမြို့နယ်အတွင်းကကျေးရွာနေပြည်သူလူထုဟာ2016ခုနှစ်အတွင်းမိုင်းနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိနေတာကြောင့်မိုင်းအန်ဒီရဲ့အသိပညာပေးဟောပြောပွဲတရက်ကျင်းပခဲ့ပါတယ်။ဒီသတင်းကိုတော့ခွန်စော်ဦးကပေးပို့ထားပါတယ်ရှင်။ဟော်ပြောပွဲကိုရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်နမ်တူမြို့နယ်မိုင်းရင်ကျေးရွာအုပ်စုနယ်အနီးနားကျေးရွာတွေကပြည်သူလူထုတွေကိုမိုင်းရင်ကျေးရွာမှာစုစည်းပြီးဒီလ14ရက်နေ့ကပြုလုပ်ခဲ့တာပါ ဒီ2015 16မှာဆိုလို့ရှိရင်မိုင်းကြောင့်ဟမ်တန်ရာရတဲ့သူတွေကပိုပြီးစိတ်လာတယ်အထူးသဖြင့်ဒီ2016မှာတင်ကျမနံတူမှာအဖြစ်များနေတယ်6ရက်နေ့မှာဆိုလို့ရှိရင်လည်းတယောက်တည်းတယ်9ရက်ကတန်ရာရသွားတယ်ပြီးတော့17ရက်နေ့မှာဆိုလို့ရှိရင်လည်းနောက်ထပ် .e မိုင်းဆိုတဲ့အမျိုးသမီးတယောက်အခုနံတူဆေးရုံမှာအမှတက်ပြီးတော့ကူတနေရတယ်နောက်ပြီးတော့ဒီပန်လုံးမှာဆိုလို့ရှိရင် အဲ့ဒါတော့လူမထီဘူးအဲပုံချောင်းနွားနှကောင်မသေးသွားတယ်အဲအဲ့ဒါအပြင်အခုဆိုလို့ရှိရင်နမ်ဒူမြို့ထဲကအဲဘုံကြီးချောင်းဝင်းတကအုတ်တိုင်းသားမှာတည်းပုံပေါက်ခွဲတာရှင့်နေတယ်အဲ့လူတွေရှင့်နေတဲ့တွေ့ကြအောင် ကျမကဒီမိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးရှင်းလင်းပွဲကိုလုပ်ကိုလုပ်တင်နေပြီဆိုပြီးတော့အဲ့လိုဆုံးဖြတ်ပြီးတော့ကျမသားကိုလှုပ်လိုက်ချင်းဖြစ်ပါတယ်ဒီဒီနန်းကို UNICEF ကငွေကြေးထောက်ပံ့ပြီးတစီအဖွဲ့ကဒီပညာပံ့ပိုးက လာရှော့ခန်းကိုစန္နာကလာရောက်ပို့ချခဲ့တာဖြစ်ပါတယ်။ဟော့ပြောပွဲမှာမိုင်းနဲ့ပတ်သက်တဲ့တည်ရင်တိတိုက်တာတွေဟော့ပြောခဲ့တဲ့အပြင်ရှေးဦးတူနာပြုစုနေလဲတင် जा ခဲ့ပါတယ်။ဒီ Mary Educational First Aid ဆိုတာအများအားတွန်တွဲနေတာပေါ့နော်ဆိုတော့ကျွန်တော်တို့မြင်ရတာက mind down ထိတဲ့ video တွေဒီတချို့ဒီ First Aid ပေါ့နော်ဒီရှေးဦးတူနာပြုမတတ်တဲ့အတွက်ကြောင့်လို့ Lanky မှာပဲတည်ဆုံးတာတို့ ောက်တစ်ခုကမတေးတင်းမဲနဲ့တေးတာတော့နောက်တန်ရာလေးနဲ့ပဲတွေးထွက်လွင်ပြီးတေးတာတော့အဲ့လိုမျိုးတွေးရတာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒါဖြေလျှော့ချင်တာပေါ့အဲ့ဒါဖြေလျှော့ချင်တော့ကျွန်တော်ဒီနေ့ဒီအရေးပေါ် Mindy ပညာပေးအစီအစဉ်နဲ့ဒီရှေးဦးတူနာပြုတင်တန်းလေးကိုကျွန်တော်တို့လာလောက်ရတာဖြစ်ပါတယ် Mindy ပညာပေးဟောပြောပွဲကိုရွာလူရွာသား၄00ကျော်တက်ရောက်ခဲ့ပါတယ်ဒါအပြင်ကျောင်းလူကျောင်းသားတွေကိုပါဟောပြောခဲ့ပါတယ်ဟုတ်ဒီဒီလိုလာပြောပြရတော့လည်းကျွန်တော်တို့ကလည်းအများကြီးတိခိုက်တာပေါ့ဒီမိုင်းနဲ့ပတ်သက်တာတွေရော ဟိုလိုတတိပြုတ်ပြီးတော့သွားရမှာသွားလာလှော့ရမယ်ဆိုတာပြီးတော့မိုင်းထောင်တာကတော့စစ်အချင်းချင်းစစ်သားတွေအချင်းချင်းလှုပ်တဲ့လှုပ်တွေဒါမှစစ်သားချင်းချင်းမထိပဲနဲ့ဒီဗီဒီယိုလိုတို့တွေလာထိခိုက်တဲ့အတွက်ဒီမှာမကောင်းတဲ့လို့ကျွန်တော်တီးခဲ့ပါဟုတ်ဒီအခုကျမတို့တီးရတာတော့ဟောဗာလဲသူတို့တိုက်ပွဲဖြစ်နေတဲ့နေရာမှာဗောနောဟုတ်ကဲ့ ်လူတို့တိုက်ပွဲဖြစ်နေတဲ့နေရာမှာအကျမတို့မသွားသင့်ဘူးအဲ့မှာအန်တရယ်ရှိပါတယ်ဗျာအဲ့လိုမျိုးတိမိုင်းတဲ့တိပညာပေးပွဲကိုနမ်တူမြို့နယ်မိုင်းရင်ကျေးရွာမှာပထမအဆုံးပြုလုပ်ခဲ့တာဖြစ်ပြီးမြေမြောက်မန်းအန်တရရှိတဲ့အခြားပြည်နယ်တွေမှာလည်းပြုလုပ်ဖို့ရှိနေပါတယ်ကျွန်တော်ခွန်စော်ဦးပါ